အလုံးမဲမင်္ဂလာပါဗျကျွန်တော်ကတော့ဇော်ဂျီဂိမ်းမင်းပါ Okay ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့တွေစောင့်မျှော်နေကြတဲ့ event တွေကကျွန်တော်တို့ original server ကိုရောက်ရှိလာတော့မယ် Okay ဒါဆိုရင်ဘယ် event တွေကဘယ်နေ့ကိုရောက်ရှိလာမလဲဆိုတော့ကျွန်တော်အတူတူလိုက်ပြီးတော့ကြည့်လိုက်ကြရအောင်ဗျပထမဆုံးအနေနဲ့ကျွန်တော်တို့တွေပေါ့နော် Realme နဲ့ Mobile Legend နဲ့ qualification လောက်ထားတဲ့ second လို့ပြောလို့ရတယ်ဗျ Okay second နေနဲ့တော့နှစ်ကောင်ထွက်မယ်ပေါ့နော် Grenadier နဲ့ကျွန်တော်တို့ Versa နဲ့နှစ်ကောင်ထွက်လိမ့်မယ် ပုံမှန်ဆိုရင်ကျွန်တော်တို့ဆယ်လာပိုင်းမှာရောက်ရှိလာမှာဆိုပေမဲ့ကျွန်တော်တို့ဆယ်လာပိုင်းရောက်ရှိလို့ရှိရင်ကျွန်တော်တို့တွေဂွနာဗီယာနဲ့ဗဇာနာရယ်ပေါ့နော်အစပန်ကအီဗန်ပေါ့နော်စကင်အစ်စ်ထွက်မှာဗျအဲ့ဒီအတွက်ကြောင့်မို့ဒီစကင်လေးကနည်းနည်းလေးရောရက်ကနောက်ကျသွားတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော် Realme နဲ့ Collaboration လုပ်ထားတယ်ပေါ့နော်ဂွနာဗီယာရဲ့ကျွန်တော်တို့ collaboration skin အစ်စ်တစ်ခုနဲ့နောက်ထပ်ကျွန်တော်တို့ Aspen and Ivan ရဲ့ skin အစ်စ်တစ်ခုပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်တို့နှိုင်းရှင်ပြထားတာဖြစ်တယ်ဗျာ base skin ပိုးလန်းမလဲဆိုတာကြတော့တိတ်တော့ပြောကြတာမလို့ပေါ့ Aspen and ကြီးတော့ပိုးလန်းတော့တယ်ပေါ့နော်ကျွန်တော်ဒါတော့ကျွန်တော် Realme နဲ့ collaboration လုပ်ထားတယ်ဗောနော် Vezana skin နဲ့ကျွန်တော်တို့ဒီ Aspenas Vezana skin တစ်ခုနှိုင်းရှင်ပြထားတာဗောနော် Base skin ပိုးလာမလဲဆိုတော့အားလုံးတည်ပြီးသားပါကျွန်တော်တို့ Aspenas skin နဲ့ပိုးလာမှာဗောနော်ဘာလို့လဲဆိုရင် Aspenas skin နဲ့မတရားကိုဈေးကြီးတယ်ဗျာဈေးကြီးရဲ့ အလျောက်ပေါ့နော်သူက scale fat တွေလည်းပြောစရာမလိုအောင်လှတယ်ဗျအာဒီကျွန်တော်တို့ဒါပေမဲ့ဒီ realme နဲ့ collaboration လုပ်ထားတဲ့ second ကိုလည်းတစ်ချက် show ကြည့်ရမယ်ပေါ့နော်ထွက်လာရဆိုရင်လည်းကျွန်တော်တရုတ်စာပေါ်မှာတော့ Gwenevia ရဲ့ realme နဲ့ collaboration လုပ်ထားတဲ့ second တော့ထွက်ရှိလာပြီပေါ့ဗျာအစီအမဆိုကျွန်တော် scale fat တွေစမ်းလို့မရသေးလို့ကျွန်တော်စမ်းမှပြသေးရပါတော့เนาะပြီးလို့ရှိရင်ကျွန်တော်တို့ diamond ဘလောက်နဲ့ရောင်းမယ်ပေါ့เนาะဘလို့ event နဲ့လာမလဲဆိုတော့လည်းကျွန်တော်တို့မသိရသေးဘူးဗျာအဲ့ဒီ realme နဲ့ collaboration လုပ်ထားတဲ့ second တွေကပေါ့เนาะဘလို့မျိုးဝယ်ယူရမလဲဆိုတော့မသိရသေးဘူး โอเคနောက်ထပ်ကျွန်တော်တို့ event date ကိုအရင်မပြောခင်နောက်ထပ်လာမယ့် event ကကျွန်တော်တို့တွေအရင်စောင့်မျှော်နေကြရဲ့အထက်ဝင်တိုင်တယ်ပေါ့နော် second နေဖြစ်တယ်ဗျာအဲ့ဒါကြတော့ browser အနေနဲ့တိတ်တော့ထွေထူးပြောကြမလို့ဒီထဲမှာဆိုရင်လူတိုင်းအကြိုက်အများဆုံး second ကတော့တစ်ခုပဲရှိလိမ့်မယ်ဗျာအဲ့ဒါကြတော့ကျွန်တော်တို့ရင် second ဖြစ်ဖို့များတယ်ပေါ့နော်တော်တော်များများကြိုက်ကြမှာကြတော့ funny လို့ပါလို့ကြောကျွန်တော်တကယ် aspen second နေနဲ့ရှင်းကြည့်မယ်ဆိုရင်တော်တော်ကြီးရော effect တွေပါညာနေပါနေရောတွေ့ရလိမ့်မယ်ပေါ့နော် ါပေမဲ့ကြိုက်တဲ့လူကတော့ကြိုက်နေသေးပဲဗျာဒီစကင်ပေါ့နော်ဒီအထက်အောင်တိုက်တဲ့စကင်တွေထဲမှာအဆိုးဝါးဆုံးစကင်ကတော့ကျွန်တော်မာတစ်စကင်ပေါ့နော် Okay အဲ့စကင်တော်တော်ကြီးကိုဆိုးဝါးတယ်ဗျာဘာမှမဆန်ဘူးပေါ့ဗျာစကေးဖက်ဗာညာလည်းလုံးဝလုံးဝမဆန်ဘူးပေါ့နော် Zodiac စကင်လောက်တော့ကျွန်တော်မလာဘူးလို့ပြောလို့ရတဲ့စကင်ဗျာ Okay ဒါပေမဲ့လည်းကြိုက်တဲ့လူတော့ကြိုက်ကြတာပဲ โอเคအထက်ဝင်တိုင်းတဲ့ event ရဲ့ date ကဘယ်နေ့မှရောက်ရှိလာမလဲဆိုရင်ကျွန်တော်နှစ်ခုကတိုက်နေတယ်ဗျအဲ့ဒါကတော့ကျွန်တော် Downing Star skin ပေါ့နော် Super Hero skin နေနဲ့ကျွန်တော်တို့ကထွက်မယ်လို့သိရတယ်ဗောနော်ဒီ skin event နှစ်ခုပေါ့ဗျအထက်ဝင်တိုင်းတဲ့ Downing Star event နဲ့နှစ်ခုနှစ်ခုတည်းကတစ်ခုတော့လာလိမ့်မယ်ဘယ်ချိန်လာမလဲဆိုရင်ကျွန်တော်တို့စက်တက်လာပိုင်းထဲမှာရောက်ရှိလာမယ်လို့သိရတယ်ဗောနော် okay ဒါပေမဲ့ကျွန်တော်ထင်ရတော့အထက်ဝင်တိုင်တယ်ပဲဒီနှစ်မှာရောက်ရှိဖို့ဖြစ်နိုင်လောက်တယ်ဗျာ ဒီကျွန်တော် Down Lister Event ကကြတော့2026လေးလပိုင်းနဲ့9လပိုင်းဝင်ကျင်လောက်ကိုရောက်ရှိလာမယ်လို့ထင်နေဗျ။ဟုတ်ဒါကျွန်တော်ထင်ပြပါဘောเนาะတကယ်တမ်းဆိုရင်ကျွန်တော်ဒီ17လပိုင်းထဲမှာဒီ event နှစ်ခုတည်းတစ်ခုကတော့တေချာပေါက်လာလိမ့်မယ်အားလုံးကြိုက်ကြရတော့ကျွန်တော် Downstar event ကိုပဲကြိုက်ကြမယ်ထင်တယ်ဗျကျွန်တော်လည်း Downstar event ကြီးကိုပဲကျွန်တော်မျှော်နေတာဗောเนาะဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီ hero skin တွေဗောเนาะ super hero skin တွေခြင်လိုက်ပြီဆိုရင်လည်းကိုယ့်ကိုယုံကြည်ရက်တွေအပြည့်ရှိလာတယ်ဗျဒီဘွဲကိုနိုင်မီဆိုပဲဗောเนาะ carry ပေးလို့ရပြီဆိုရင်ယုံကြည်ရက်တွေရှိလာတယ်ဗျ အားလုံးဆောင်ညွှန်နေကြရမှာလဲပေါ့နော်ကျွန်တော်ဒီ Downing Star Event ကြီးကိုပဲအားလုံးကဆောင်ညွှန်နေကြမယ်လို့ထင်တယ်။ Okay ဒါပေမဲ့ကျွန်တော်အထက်ဝန်တိုင်းတဲ့ Event ပိုးသေးကြတယ်ပေါ့နော်ဆက်တက်လာပိုင်းကိုရောက်ရှိလာဖို့တော့ကဝေဒါတော့ event date တွေပြဆက်တက်လာပိုင်းမှာအထက်ဝန်တိုင်းတဲ့ event ရောက်ရှိလာလိမ့်မယ်။ Downing Star event တော့ cancel သွားနေပေ2026ပေါ့နော်။9လပိုင်းဒါမှမဟုတ်ရင်6လပိုင်းပေါ့နော်။အဲ့ဒီအတွင်းမှာကိုရောက်ရှိလာလိမ့်မယ်ဗျ။ ရှိမှာကျွန်တော်ပြောခဲ့သလိုပဲဆက်တက်လာပိုင်းထဲမှာဒီနှစ်ခုလေးကတခုတော့တေချာပေါက်လာလိမ့်မယ်ဒါပေမဲ့အသေးချာဆုံးဖြစ်တာတော့အထက်ဝန်တိုင်းတဲ့ skin ကပိုပြီးတေချာတယ်ပေါ့နော်ဒီ skin 2026မှာရောက်ရှိလာလိမ့်မယ် okay ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ပေါ့နော်ကျွန်တော်ဒီလောက်ပါပဲဗျအားလုံးဆုံးနဲ့ကြည့်ရှုပေးကြလို့ကျေးဇူးများတင်ပါတယ်ဗျ